KNU KNL အကြမ်းဖက်တောင်းကျမ်းသူများအနေနဲ့ NCA ကိုဖျက်ဆီးလိုတဲ့ရည်ရွယ်ချက်ဖြင့်ကရင်ပြည်နယ်မြဝေမြို့နယ်လေကီကော်ဒေတာတဝိုက်အခြေပြု၍အစိုးရအုပ်ချုပ်မှုရန်ရာများပျက်စီးစေရန်နဲ့၎င်းတို့ရဲ့အိမ်မက်ဖြစ်တဲ့တီးကြားလွတ်လပ်သော ကော်တူလေးပြည်နယ်နဲ့ကော်တူလေးအစိုးရထူထောင်ရအတွေ့2021ခုနှစ်မှာဖြစ်ပွားခဲ့တဲ့နိုင်ငံဖြစ်စဉ်များကြောင့်လက်ဆက်ဒေတာများသို့ထွက်ပြေးတင်းရှောင်လာကြသူများကိုလူသားချင်းစာနာထောက်ထားမှုအကြောင်းအရာကောင်းစဉ်အောက်၌လက်ခံထိန်းသိမ်းပြီး ပြည်ပနိုင်ငံကြီးအချို့ရဲ့ငွေကြေးထောက်ပံ့မှုများဒေတာတွင်း၌ကြားဖြင့်အပါအဝင်တရားမဝင်လုပ်ငန်းများမှရရှိတဲ့ငွေကြေးများကိုလက်ခံရယူပြီးအကြမ်းဖက်တင်ဒင်းများတင်ကြားပို့ချကလက်နက်များတပ်ဆင်ပေးပြီးရှေ့ကတက်ဖြစ်အတုံးချကကင်းပြင်းတဲ့အတွင်းရှိတက်မတော်မှစစ်စင်နေတဲ့နေမျိုးစိုးမိုးရေးဆောင်ရနေတဲ့တပ်စခန်းများအပါအဝင်တင်ငန်းညီနောင်နဲ့မြောက်ရီဒေသရှိနေမျိုးကတိုင်းတပ်ဖွဲ့များနဲ့တပ်စခန်းများအားအင်အားအလုံးကြီးဖြင့်အလစ်အငိုင်း ဝင်ရောက်တိုက်ခိုက်ခြင်းများကိုစောင့်ရက်ခဲ့ပါတယ်။ဒါကြောင့်တမတော်ကအဆိုပါအကြမ်းဖက်တောင်းကျမ်းသူများခိတ္တဆိုးမှုထားတဲ့တပ်စခန်းများနဲ့မြို့ရွာများအားပြန်လည်တိုက်ခိုက်သိမ်းပိုက်ခင်ရာတင်ငန်းညီနောင်တပ်နဲ့အား2025ခုနှစ်စက်တင်ဘာလ6ရက်နေ့မှာပြန်လည်သိမ်းပိုက်ရရှိခဲ့ပြီးကော့ဂရိတ်တင်ငန်းညီနောင်မြရီအာရှလမ်းမကြီးအားပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။ ဆက်လက်ပြီးတက်မတော်စစ်ကြောင်းများကမြန်မာထိုင်းနှစ်နိုင်ငံ၄၀ဒေသတချို့မြန်မာနယ်နိမိတ်အတွင်းမှာ KNL နဲ့ PDF အမေရိကန်အကြမ်းဖက်တောင်းကျမ်းသူများခိုးအောင်မှုမရှိစေရေးနာမည်ဆိုးဖြင့်ကြော်ကြားနေတဲ့မြန်မာထိုင်းနေဆက်တခြားမြန်မာပတ်ချန်းသူတရားမဝင်နိုင်ငံသားများနေဆက်ဖြတ်ကျော်ဝင်ရောက်ကတရားမဝင်အွန်လိုင်းငွေကြေးလိမ်လည်မှုနဲ့လောင်စားမှုနှိမ်နင်းအတွေ့လိုအပ်တဲ့အကြမ်းဖက်ချေမှုမှုစစ်ဆေးများကိုဆက်လက်ဆောင်ရွက်ခဲ့ရာအကြမ်းဖက်တောင်းကျမ်းသူများခိုးအောင်နေထိုင်တဲ့လက်ခတ်တော်ဖရာကုန်းနဲ့ပဝင်းကျင်ဒေသတော်ဝိုက်ကိုစက်တင်ဘာလ9ရက်နေ့မှာလကောင်း ဂျပန်နိုင်ငံနီကွန်ဖောင်ဒေးရှင်းမှ2015ခုနှစ်မှာဒေသခံတိုက်ပွဲရှောင်ပြည်သူများအတွေ့စောင့်လုပ်ပေးထားတဲ့ရေကီကော်မြို့တင်အားစစ်ကြောများခွဲ၍အဆင့်ဆင့်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာအော်တိုဘားလ9ရက်နေ့မှာအဆိုပါရေကီကော်မြို့တင်အားပြန်လည်ထိ ंछ ုံနိုင်ခဲ့ပါတယ် အဆိုပါမျိုးတင်မှာရခိုင်ဆောက်လုပ်ပြီးကစားဒေသခံတိုက်ပွဲရှောင်တိုင်းနာပြည်သူများနေထိုင်ကြတော့လေ2023ခုနှစ်နောက်ပိုင်းအကြမ်းဖက်တောင်းကျမ်းသူ KNL နဲ့ PDF အမိကန်အကြမ်းဖက်တောင်းကျမ်းသူများကအဆိုပါဒေသခံတိုင်းနာများကိုမောင်းထုတ်လျက်အကြမ်းဖက်အုပ်စုနဲ့၎င်းတို့မိသားစုဝင်များတရားမဝင်တိမ့်ပိုက်ဝင်ရောက်နေထိုင်ခဲ့တဲ့နေရာဖြစ်ကြောင်းလည်းသိရပါတယ် အဲ့ဒီလိုတိုက်ခိုက်တိမ့်ပိုက်စဉ်မြန်မာတိုင်းနေဆက်အနည်းရှိနာမည်စုဖြင့်ကြော်ကြားနေတဲ့ KK Park ကိုလည်းတစ်ချိန်နဲ့တစ်ပြိုင်နဲ့တက်မတော်စစ်ကြောင်းများကဝင်ရောက်ရှင်းလင်းခဲ့ပါတယ်။ တိုက်ပွဲစဉ်တခြားအကျန်းဖက်တောင်းချမ်းသူများနဲ့တိုက်ပွဲကြီး6ကြိမ်တိုက်ပွဲငယ်52ကြိမ်ဖြစ်ပွားခဲ့ပြီးအကျန်းဖက်တောင်းချမ်းသူများထံမှအလောင်း10လောင်းလက်နက်မျိုးစုံ16လက်နဲ့ဆက်ဆက်ပစ္စည်းများသိမ်းဆည်းရမိခဲ့တယ်လို့ KK ဘက်အတွင်းမှထူးခြားလက္ခဏာမတွေ့တော့လဲတရားမဝင်ဆက်သွယ်မှုဆောင်ရွက်ရန်ရည်ရွယ်တက်ဆင်ထားတဲ့ Starlin စလောင်းအစုံ30နဲ့ဆက်ဆက်ပစ္စည်းများကို ပိန်စီရမိခဲ့တဲ့အပြင် ဆောက်လုပ်ပြီးအဆောင်အုံတစ်ထက်တိုင်ဆယ်လုံးနှစ်ထက်တိုင်အလုံးတရာလေးထက်တိုင်အလုံး20နဲ့ငါးထက်တိုင်နှလုံးတစ်ထက်တိုင်ဈေးဆိုင်ကန်အလုံး20နှစ်ထက်တိုင်ဈေးဆိုင်ကန်အလုံး30တစ်ထက်တိုင်ကိုရောင်15လုံးနှစ်ထက်တိုင်ကိုရောင်အလုံး20လေးထက်တိုင်ကိုရောင်10လုံးဆောက်လုပ်စေနှစ်ထက်တိုင်21လုံး ၃တက်တိုက်၁၀လုံး၄တက်တိုက်၅လုံး၅တက်တိုက်၅လုံးနဲ့တထက်တိုက်စီပီကန်နှကန်းတို့ကိုတွေ့ရှိခဲ့ပြီးအဆိုပါအစောင့်များအတွင်မှအလုတ်သမားအမျိုးသား1645ဦးအမျိုးသမီး455ဦးလုံခြုံရေးအမျိုးသား68ဦးစုစုပေါင်း2198ဦးတို့ကိုတွေ့ရှိခဲ့ပါတယ် အဆိုပါ KK ပတ်ဝင်အတွင်းရှိအဆောက်အအုံများဆောက်လုပ်ထားရှိမှုမြေပိုင်ဆိုင်မှုများနဲ့ပတ်သက်ပြီးနိုင်ငံတော်အစိုးရရဲ့တရားဝင်ခွင့်ပြုမဲ့မြေပိုင်ဆိုင်ခွင့်အထောက်အထားဟိုတယ်နှင့်ခီးတွလာရေးရဲ့ဆောက်လုပ်ခွင့်ခွင့်ပြုမဲ့များနဲ့ပတ်သက်ပြီးတရားဝင်စာရဆက်လက်များစစ်ဆေးတွေ့ရှိခြင်းမရှိတာကြောင့်တဆိုင်ရာတာဝန်ရှိသူများကိုစင်ခေါ်ရမှာလေလာရောက်ခဲ့ခြင်းမရှိတဲ့အတွက်လိုအပ်တဲ့အရေးယူဆောင်မှုများကိုလုံထုံလုံးကြီးများနဲ့အညီဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရပါပါတယ် ်တမရွန်စစ်ကြောင်းများအနေနဲ့ဆက်လက်တိုက်စစ်အရှိန်ဟုန်ဖြင့်စစ်ဆင်မှုပြုလုပ်ခဲ့ရာ2024ခုနှစ်က KNL နဲ့ PDF အမေရိကန်အကြမ်းဖက်သမားများထိ ंछ ုပ်ခဲ့တဲ့ရှုပ်ကင်းသာစခန်းကိုအောက်တိုဘာလ18ရက်နေ့မှာ၎င်း point 1398ဆွဲတော်စခန်းကုန်းကိုဒီနေ့မှာ၎င်းအဆင့်ဆင့်တင်ပိုင်နိုင်ခဲ့ပြီးနေဆက်ဒေသတစ်လျှောက်ရှိအထူးအချက်ချာကြတဲ့နေရာများအား ပြန်လည်ထင်းချုံနိုင်ခဲ့ပြီဖြစ်ကြောင်းနဲ့လက်ဇက်တီတာတခြားတက်မလို့စစ်ကြောင်းများကဆက်လက်ရှင်းလင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ